အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းကတော့ပကုကူမျိုးနဲ့အင်ဘင်ယွာစစ်တဲ့အထိုင်စကန်ကိုဝန်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်တော်များ ထိခိုက်တိုက်စုံမှုရှိတယ်လို့အခြားတစ်ဖက်မှာလည်းရန်ကုန်ရှိမင်္ဂလာတောင်လေးစိတ်ကိုရန်ကုန်ယူကြည်အဖွဲ့များဖောက်ခွေခဲ့ကြောင်းသတင်းရရှိထားပါတယ်မကွေတိုင်းပကုကူမျိုးနဲ့အင်ဘင်ယွာစစ်တဲ့အထိုင်စကန်ကိုဝန်ရောက်တိုက်ခိုက်ရန်စစ်ကောင်စီတပ်တော်များထိခိုက်တိုက်စုံမှုရှိကြောင်း ပကုကု people defense first pptf မှာတာဝန်ရှိသူတို့ကငင်ကုန်ခတိတတဲ့ဌာနထံသို့ပြောဆိုထားပါသည်မလ20ရက်နေ့တွင်ပကုကုမျိုးနေအမ်ပင်ချီရောစစ်တဲ့အထိုင်စခန်းကိုအကျင့်ဖက်စစ်သားများနဲ့သူစော်ဒီများထမင်အင်အားတို့ရောက်ရှိလာသောကြောင့်ပကုကု people defense first pptf about one တော်လည်ပူပေါင်းတပွဲများကလက်နေကြီးလက်နေငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခေချင်ဖြစ်ကြောင်းသိရှိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကျင့်ပဲစစ်တပ်စခန်းမှဘင်္ဂါများနှင့်အဆောက်အုံများထိခိုက်ပျက်စီးခဲ့ပြီးနောက်ဆက်တွဲထိခိုက်မှုများကိုဆက်လက်ဆောင်ရွက်နေစေဖြစ်ကြောင်းယင်းတိုက်ခိုက်မှုသည်မိနစ်၂၀ခန့်ကြာမြင့်ခဲ့ပြီးတော်လိုင်းရေးရေဖော်များအထက်ခိုင်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရပါသည်စက်ခွေတွေထိခိုက်တိုက်ဆုံမှုရှိတော့လေ တေဆုံစယင်ကိုဆက်လက်စုံစမ်းနေပါသည်ဟုပကုကူ people defense first ppdf မှတာဝန်ရှိသူတို့ကပြောဆိုထားပါသည်အလုံးကို ကျေးဇူးတင်ရှိပါရခင်ဗျာဆွလန်းချမ်းမြေ့ကြပါစေ